ကျမ်းမာတော်မူကြပါသော်ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့စက်တင်ဘာလ29ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့တောင်ကုတ်ပန်းတောင်ယူလန်ပေါ်မှာရှိတဲ့အကြံဖတ်စစ်စခန်းကိုနှစ်ခုကိုအေးအေးနဲ့ပူပေါင်းတက်ကသိမ့်ပိုက်ရရှိဖို့စုခဲ့ကြောင်းတင်ဆက်ပေးပါမယ် ရခိုင်ပြည်တောင်ကုန်းနဲ့ပဲခူးတိုင်းဒေသကြီးပန်းတောင်လမ်းပေါ်မှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့စကန်ကုန်းနှစ်ခုကိုအာရကတ်တတော် AA နဲ့ပူပေါင်းတပ်တို့ကတိမ့်ပိုက်ရရှိခဲ့တယ်လို့မြေပြင်စီးရေးသတင်းရင်းမြစ်ကပြောပါတယ်။တိမ့်ပိုက်ရရှိခဲ့တဲ့စကန်ကုန်းနှစ်ခုမှာပန်းတောင်မြို့နယ်စင်လန်ကျေးရွာစကန်ကုန်းရှိရှိ စကန်ကုန်းနှစ်ခုဖြစ်တယ်လို့သိရှိရပါတယ်။အဆိုပါစကန်ကုန်းနှစ်ခုကိုပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့ခန့်မှာ AA နဲ့ပူပေါင်းတပ်တို့ကတိုက်ပွဲပြင်းနေတဲ့ကြားမှာတိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့မြေပြင်သတင်းရင်းမြစ်တအူးကပြောပါတယ်။ ဒီအကြမ်းဖက်စစ်ကြောင်းတက်ဆွဲထားတဲ့စင်လန်စကန်းကုန်းရှိကဂုံးတစ်ခုကိုအေအေးနဲ့ပူပေါင်းတက်ကတိုက်ပွဲတွေကြားကသိမ်းနိုင်ခဲ့တယ်။လွန်ခဲ့တဲ့၃ရက်လောက်ကပေါ့စစ်ကောင်စီဘက်ကအကြမ်းဆုံးနဲ့မျှတယ်။သူတို့ကအဓိကလေကြောင်းနဲ့လက်နက်ထိုင်စကန်းတွေကနေလက်နက်ပစ်ကူနဲ့ထူးစစ်ဆင်တောင်းလို့ပြောပါတယ်။အစိုးရစကန်းကုန်းတစ်ခုအသိမ်းခံရပြီးအကြမ်းဖက်စစ်တပ်ဘက်မှယာနဲ့ချီတိုက်ဆုံးခဲ့ပြီးတဲ့နောက်စင်လန်စကန်းကုန်းဘက်မှထူးစစ်ပြန်တက်လာတဲ့အတွက်ဒီကနေ့စက်တင်ဘာလ29ရက်နေ့မနက်အထိအေအေးနဲ့တိုက်ပွဲပြင်းထန်နေတယ်လို့ မိပင်တရင်ရှိမြတူကပြောပါတယ်စကန်ကုတ်နှစ်ခုကြပြီးနောက်ပြန်ပြီးထိုးစစ်တက်လာတယ်အခုမနက်အထိတိုက်ပွဲပြင်းတယ် drone တွေနဲ့ drone ဆက်ဘုံကျဲတယ်သူတို့ဘက်ကအထိနားလေတော်လိုင်းတပ်ဖွဲ့တွေနဲ့ပြည်သူတွေကိုပိတ်မထားလိမ့်မယ်လို့ပြောပါတယ်ညောင်ချီတော့နဲ့ ownership ပင်ရှိတရင်များကထောက်ဖို့အကူအညီယူပြီးစင်လန်ရွာမှာအခြေချထားတဲ့အကြံဖတ်စစ်တပ်အင်အား400ခန်းအေးတင်းချုပ်ထားတဲ့ရခိုင်ပကူးရိုးပေါ်တောင်ကုတ်ပန်းတောင်လမ်းကြားမှာညောင်ကျိုးနဲ့မုတ်တီတောင်ဘက်ကိုထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရှိရပါတယ် ဘကိုးတိုင်မှာရှိတဲ့ညောင်ကျိုးဘျူဟာစကန်ကုန်းကိုပြီးခဲ့တဲ့မတ်လ18ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာဧပြီ2ရက်နေ့မှာအလုံးစုံသိမ့်ပိုက်ရရှိခဲ့ကြောင်းအေအေကသတင်းထုတ်ပြန်ပါတယ်။ရခိုင်ပြည်တောင်ကုန်းနဲ့အမ်းမြွနဲ့အတွင်းကိုပြန်လည်ဝင်ရောက်နေရာရှုံနိုင်ဖို့စီရင်မျှော်မှန်းချက်နဲ့တောင်ကုန်းပန်တောင်ယူတောင်ကျော်လမ်းနဲ့အမ်ပရန်ယူတောင်ကျော်လမ်းများမှာအချက်ဖတ်စစ်တပ်ကအင်အားထောင်နေချီဖြစ်တင်းကလီချောင်းပစ်ကူတွေနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပြီမလဲ။အေအေနဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ထားမှုကြောင့်အကြဆုံးများပြီးရှိမတွန်းနိုင်ပဲဖြစ်နေတယ်လို့ဒေတာရင်းစီတရင်ရှိမြစ်ကပြောပါတယ်အကြံဖတ်စစ်တာဟာအေယာဝတီတိုင်းရခိုင်အစပ်ပဲခူးတိုင်းရခိုင်အစပ်နဲ့မကွေးတိုင်းရခိုင်အစပ်တွေမှာ၎င်းတို့စစ်ရှုံး၍ပေးထားခဲ့ရတဲ့နေရာတွေကိုပြန်လည်သိမ်းပတ်ရရှိဖို့ကြိုးပမ်းအားထုတ်တဲ့ထိုးစစ်တွေကိုစစ်တိုက်ပြုလုပ်လျက်ရှိတယ်လို့အေကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ရုရှားပြန်မင်းအောင်လိုက်ကိုကြိုဆိုမဲ့စစ်တပ်ထောက်ခံသူများ နေပြည်တော်လာဖို့လမ်းစရိတ်ဟိုတယ်ကအပါအဝင် နေထိုင်စရိတ်တဲခုကဈေးငင်းနဲ့ငွေကျပ်3000ဘာမိုးဘူးပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဒီကနေ့ရုရှားခီးစင်မှာပြန်လာမယ့်အကြမ်းဖက်မင်းအောင်လိုက်ကိုကြိုဆိုရအတွက်စစ်တပ်ထောက်ခံသူတွေကိုနေပြည်တော်ကိုလာရင်လမ်းစရိတ်ဟိုတယ်ကအပါအဝင် နေထိုင်စရိတ်တဲခုကဈေးငင်းနဲ့ငွေကျပ်3000ဘာမိုးဘူးအဖြစ်ပေးကြောင်းနေပြည်တော်စစ်ဘက်တရင်အရေးမြစ်ကပြောဆိုပါရတယ်။အကြမ်းဖက်မင်းအောင်လိုက်နိုင်ငံခြားခီးစင်မှာပြန်လာတိုင်းကြိုဆိုဖို့အတွက် စစ်တပ်နဲ့အတူစီးပွားရေးတွဲဖက်လုပ်ကိုင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တချို့ကအကုန်ကြခံစီစဉ်ကြောင်းမင်းအွန်လိုင်းကိုကြိုဆိုရင်းနေပြည်တော်ကိုလာမဲ့စစ်တပ်ဘက်တော်သားတရုတ်ဆောင်အစိုးရဟာတလူရှင်တော်မဘတာဘုံကြီးများအမျိုးသားရေးအစွမ်းရောင်များထက်လမ်းစည်းဟိုတယ်ကစားစရိတ်တဲခုစီမဘိုးအဖြစ်ငွေကျပ်3000ကိုပါစီစဉ်ပေးကြောင်းသိရှိရပါတယ်ဒီနေ့ပြန်လာမယ်စကေဂျူးခီးစဉ်အတိုင်းဆိုရင်ညနေလောက်ရောက်မယ်ကျူဆူရေးအတွက်အရင်လိုပဲမိဖက်စီးပွားရေးတမားတွေက နေထိုင်စရိတ်မို့ဘိုးပါစီစဉ်ပေးပြီးတော့ကျူစိုကြီးခေါ်တယ်မင်းသားမင်းသမီးတွေကတော့တစေးတမန်ထောက်ခံသူတွေကတော့အနည်းဆုံးမို့ဘိုးတုံးတောင်းပေးတယ်မင်းသားမင်းသမီးတွေကတော့ဟိုတယ်မှာထားတယ်တမန်ကတော့နေပြီးတော့စီပင်မှာထားတယ်လမ်းစိတ်ကကားစင်းလုံးငှားတယ်ဈေးအကုန်လုံးကစီးပွားရေးသမားတွေကကုန်ကြခံတာတက်နဲ့စီးပွားရေးလုပ်နေတဲ့စီးပွားရေးသမားတွေကအကုန်ခံတာအရင်ခီးစဉ်တွေအတိုင်းပါပဲကျူစိုကြီးကလို့နေပြီးတော့စစ်ပတ်တရင်ရင်းမြစ်ကပြောဆိုပါတယ်မင်းအောင်လိုက်ပြပခီးစင်မှာပြန်လာတိုင်းရန်အောင်စုမြတ်သူစွာ ဒိန်းတောင်ခန့်စီသူမေတန်းတို့မေတန်းစာအုပ်စတဲ့စစ်တပ်ဘက်တော်သားတရုတ်ဆောင်ဟာတလူရှင်တော်နဲ့အစိုးရတချို့ကလာရောက်ကြိုဆိုလေးရှိပြီးမဘာသားနဲ့အမျိုးသားရေးအစွန်းရောက်များကလည်းငွေကြီးရတဲ့အတွက်လာရောက်ကြိုဆိုကြကြောင်းသိရှိရပါတယ်။ဒါအပြင်စစ်တပ်ကမင်းအောင်လိုင်းကိုကြိုဆိုရေးအတွက်နန်းစီဒီယမ်ဝန်တန်းများနဲ့မိသားစုများကိုလည်းဆင့်ခေါ်လေးရှိပြီးဒီကနေ့ပြန်လည်ရောက်ရှိမဲ့ပြပခီးစဉ်အတွက်လည်းနန်းစီဒီယမ်တွေကိုလာရောက်ကြိုဆိုခိုင်းထားကြောင်းသိရှိရပါတယ်။ မင်းအောင်လိုက်ကိုကြိုဆိုရေးအတွက်ငွေကြေးကုန်ကျမှုတွေကိုစစ်တပ်လက်အောက်ခံမြန်မာစီးပွားရေးဥပိုင်းမြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့နဲ့အတူစီးပွားရေးတွဲဖက်လုပ်ကိုင်နေတဲ့စီးပွားရေးသမားများကအများဆုံးအကုန်အကျခံငွေစိုက်ထုတ်ပေးကြောင်းသိရှိရပါတယ်။ဥပိုင်းတို့ MEC တို့ကခမားတို့ဒါတော့အကုန်ကျခံလိုက်ဆိုပြီးမိဖက်စီးပွားရေးသမားတွေကငွေထုတ်ခိုင်းတာ။ဟိုကလည်းဒါတော့တော့ထုတ်တာပေါ့ပြန်ရတာကများတော့စိုက်ထုတ်ပေးတယ်။ V9 ထုတ်တာကအစအကုန်စီးပွားရေးသမားတွေအကုန်ကျခံတာလို့ ေပြီးတော့စစ်ပတ်တရင်ရှိမြစ်ကစူပါတယ်အကြံဖတ်မေးအောင်လိုင်းဟာစက်တင်ဘာလ24ရက်နေ့မှစက်တင်ဘာလ29ရက်နေ့အထိရုရှားနိုင်ငံကိုတွားရောက်နေခြင်းဖြစ်ပါတယ်ခင်ဗျာထပ်မံတင်ဆက်ပေးခြင်းတကတော့ဒီမော့ဆိုဖရူဆိုလန်တိုက်ပွဲများအတွင်းစစ်တပ်ဘက်မှ20ကျော်တေဆုံးပြီးကာနစီထပ်မံနေပျက်စီးစစ်တပ်ကထိခိုက်တေဆွန်းမှုများပြားတဲ့ကြားမှာအင်အားအလုံးအင်းနဲ့စစ်မျက်နှာများစွာဖွင့်၍ထိုးစစ်အရှိန်မြင့်တင်နေကြောင်းတင်ဆက်ပေးပါမယ် ဂရီနီပြည်နယ်ဒီမော့ဆိုဖရူဆိုလမ်းမကြီးတိုက်ပွဲများအတွင်မှာအကြံဖတ်စစ်ကောင်စီတပ်သား၂၀ကျော်သေဆုံးပြီးစစ်ကောင်၂စီးတပ်မင်းပြက်စီးခဲ့ကြောင်းဂရီနီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟုသတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူတို့ကပြောကြားပါတယ်။ဩဂတ်စ်လမှစတင်၍ဒီမော့ဆိုမြို့နယ်အတွင်းကိုအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးလာပြီးဒီမော့ဆိုဖရူဆိုဘောလကဲလမ်းမကြီးတစ်လျှောက်ဆက်လက်စစ်ကြောင်းထိုးတဲ့အတွက်လမ်းကြောင်းတစ်လျှောက်တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။ဒါအပြင်ဒီမော့ဆိုမြို့နယ် ဒေါငန်ခါရက်ကွက်ကိုစစ်ကောင်စီမှအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်တဲ့အတွက်တိုက်ပွဲများပြင်းထန်လျက်ရှိပြီးဒေါငန်ခါရက်ကွက်များနဲ့အနီးတစ်ဝိုက်ကြည့်ရော်တွေကိုအကြမ်းဖက်စစ်ကောင်စီတပ်မှလေကြောင်းနဲ့တိုက်ခိုက်ခြင်းဒရုန်းနဲ့တိုက်ခိုက်ခြင်းများပြင်လက်နက်ကြီးတိုက်ခိုက်ခြင်းစသည့်တို့ကိုလည်းနေ့စဉ်မပြတ်ပြုလုပ်လျက်ရှိကြောင်းသိရှိရပါသည်။လမ်းကြောင်းတစ်လျှောက်တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကတေဆုံးတာတွေရှိတယ်။ပြီးခဲ့တဲ့လတုန်းကစစ်ကောင်စီတေဆုံးတာဆိုရင်20ကနေ90ကျောင်းတော့ရှိနေတယ်။ပြီးခဲ့တဲ့ August လတလလုံးပေါ် ပြီးတော့စစ်ကောင်စီကကအနည်းဆုံး2စီးလောက်ကတော့ပြည်စည်းမှုရှိတယ်လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနမှတာဝန်ရှိသူကရန်ကုန်ခေတ္တသတင်းဌာနထံကိုပြောကြားပါတယ်။ထို့အတူမိုးပြင်းမြို့အတွင်းမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်များလှုပ်ရှားကမိုးပြင်းမြို့နဲ့အနီးကျေးရွာများမှာရှိတဲ့ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်ခြင်းတို့ကိုလှုံ့ဆော်နေရှိကြောင်းဒါအပြင်ဖေကုံမြို့နယ်တောင်စလုံးကျေးရွာဘက်ကို PNO နဲ့စစ်ကောင်စီပူးပေါင်းစစ်ကြောင်းများစစ်ကြောင်းဖြန့်လှုပ်ရှားလျက်ရှိကြောင်းသိရှိရပါတယ်။ မိုးပြင်းမှာတော့တိုက်ပွဲတွေပြင်းထန်နေတာမျိုးမရှိတော့ဘူးပြီးခဲ့တဲ့အပတ်ကမိုးပြင်းမြို့အနီးကျေးရွာတွေမှာလေလုံနေတဲ့ပြည်သူ၃ဦးကိုစစ်ကောင်စီကဖမ်းပြီးနှိပ်စက်ခဲ့တာမျိုးတွေစုံစမ်းသိရှိရတယ်လို့ KNTF ဗဟိုနဲ့တရင်ပြန်ကြားရေးဌာနမှတာဝန်ရှိသူတဦးကပြောဆိုပါတယ်ဒီမော့ဆိုဖရူဆိုလမ်းမတစ်လျှောက်အကြမ်းဖက်စစ်ကောင်စီတပ်များစစ်ကြောင်းထိုးနေရယူကလမ်းမကြီးပေးဝဲရမှာရှိတဲ့ကျေးရွာတွေကိုလက်နက်ကြီးနဲ့တိုက်ခတ်ခြင်းစသည့်တို့ကိုလည်းလှုပ်ဆောင်ရရှိကြောင်းသိရှိရပါတယ် ဒါအပြင်ဒီမော့ဆူဖရူဆူမြို့နယ်မှာစစ်ကြောင်းထိုးတဲ့စစ်ကြောင်းနဲ့အတူစစ်ကောင်စီတပ်ရဲ့ရင်တန်းများမှာ MS-14 တမ်းမြင့်စစ်လေ့ကျင့်ရေးကျောင်းကိုရောက်ရှိနေပြီးထို့မှတဆင့်ဘောလခင်းမြို့နယ်ဘက်ကဦးတည်စစ်ကြောင်းထိုးရန်ပြင်ဆင်လျက်ရှိကြောင်းသိရှိရပါတယ်။ဖရူဆူဒီမော့ဆူဆိုတော့ကစစ်ကောင်စီကင်းတွေအပြည့်အဝချထားတယ်လို့ပြောလို့ရတယ်။ဘောလခင်းအထီကိုစစ်ကြောင်းထိုးဖို့ဥတည်ထားတဲ့စစ်ကောင်စီအင်အားတထောင်ဝန်းကျင်လောက်ရှိမယ်။ဒီမော့ဆူကနေဖရူဆူအထီပေါ်လို့ KNDF ဘ ਹੁ တရင်းနဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူတို့ကရှင်းပြပါတယ်။ ထို့ကြောင့်စစ်ကောင်စီစစ်ကြောင်းထိုးရနေရာများနဲ့နှိစက်တဲ့ကြီးရွာများမှာရှိတဲ့ပြည်သူများအနေနဲ့လုံခြုံရေးတတိရှိကြဖို့နဲ့နေမြေခန်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်များအတိုင်းလိုက်နာဆောင်ရွက်ကြပါရန်အတိပေးအပ်ပါတယ်။ကရင်ပြည်နယ်မှာတော့ဒီမော့ဆူဖရူဆိုနောက်ပြီးတော့ဖေကုံပေါ်အဲ့ဒီဘက်မှာစစ်ကောင်စီရဲ့စစ်ကြောင်းတွေရှိနေတာဖြစ်တယ်။တိုက်ပွဲတွေလည်းအချိန်မရွေးပြင်းထန်နေတာဖြစ်တဲ့အတွက်ပြည်သူလူထုတွေကလုံခြုံရေးတတိရှိဖို့နဲ့နေမြေခန်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့လက်ညွန်ချက်တွေကိုလိုက်နာကြဖို့တိုက်တွန်းချင်ပါတယ်လို့ KNDF ဘိုဟိုတရင်နဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူကသတိပေးပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့စစ်အုပ်စုကနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းသောအရက်ဖတ်အသုံးပြုမှုအတွက်အသုံးပြုမှာမဟုတ်ဘူးလို့ကုလဆိုင်ရာမြန်မာတန်အမကြီးပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကိုအလုံးစုံပြစ်စီဆုံးရှုံးယိုယွင်းမှုဒိတ်ကိုတွန်းချခဲ့တဲ့စစ်အုပ်စုဟာနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းသောအရက်ဖတ်အသုံးပြုမှုအတွက်အသုံးပြုမှာမဟုတ်ဘူးလို့အမြဲတမ်းကိုယ်စားလှယ်တန်အမကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂမှာပြောပါတယ် စက်တင်ဘာလ26ရက်နေ့ကနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့အပြည်ပြည်ဆိုင်ရာနျူကလ িয়ার လက်နက်လုံးစုံဖျက်သိမ်းရေးနဲ့အထိမ့်မှန် high level မျက်နှာစုံညီအစည်းအဝေးမှာမြန်မာတမ်မကြီးဦးကျော်မွထွန်းကမိကုံးပြောကြားခဲ့တာပါပြည်သူပြည်သားတွေပေါ်လွန်စွာဆိုးရွားတဲ့စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်အုပ်စုဟာအရက်ဖတ်စစ်ဘက်နှမျိုးအုံပြုနိုင်တဲ့နျူကလ িয়ার နည်းပညာကိုအရက်ဖတ်အုံပြုမှုအတွက်သာဆောင်ရွက်မှာမဟုတ်ဘူးလို့ တာမကြီးကကုလအဖွဲ့ဝင်နိုင်ငံတွေကိုအသိပေးပါတယ်။ပြီးခဲ့တဲ့ရွေးကောက်ခံအရတအစိုးရလက်ထက်မှာမြန်မာနိုင်ငံဟာနျူကလ িয়ার လက်နက်စမ်းသပ်မှုပိတ်ပင်ရေးဆိုင်ရာစာချုပ် CTBT ကိုအတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်းနဲ့နျူကလ িয়ার လက်နက် တာစီပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW ကိုလက်မှတ်ရေးထိုးခဲ့ခြင်းတို့ဟာနျူကလ িয়ার လက်နက်အလုံးစုံဖျက်သိမ်းရေးဆိုတဲ့စုပေါင်းရှိမှန်းချက်ပြည့်မီရေးအတွက်တိုးတက်မှုရှိစေခဲ့တယ်လို့တာမကြီးကဆိုပါတယ်။ ဒါပေမဲ့2021ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့တရားမဝင် အာဏာသိမ်းမှုကြောင့်နျူကလ িয়ার လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW ကိုအတည်ပြုလက်မှတ်ရေးထိုးရေးလုပ်ငန်းအစီအစဉ်တွေရပ်ဆိုင်းသွားခဲ့ရပါတယ်။နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးအစီအစဉ်တွေတိုးတက်မှုမရှိခဲ့တဲ့အပြင်တရားမဝင်အာဏာသိမ်းစစ်တပ်ဟာမြန်မာပြည်သူတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကိုအဆက်မပြတ်ဆက်တိုက်ပြင်းထန်စွာကျူးလွန်နေတယ်လို့တမ်မတ်ကြီးကကုလအဖွဲ့ဝင်နိုင်ငံတွေကိုအတည်ပြုပါတယ်။ တစ်ချိန်တည်းမှာတရားမဝင်အာဏာသိမ်းစစ်အုပ်စုဟာအန္တရာယ်ဖြစ်စေနိုင်တဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုရမန်ချက်ကိုဆက်လက်လှုပ်ဆောင်နေပြီးငြိမ်းချမ်းစွာအရက်ဖတ်အသုံးပြုဖို့လိုအမိတက်ကနျူကလ িয়ার လက်နက်ပိုင်နိုင်ငံကြီးတနိုင်ငံနဲ့ပူးပေါင်းလှုပ်ဆောင်မှုတွေတိုးမြှင့်ဆောင်ရွက်လာနေတယ်လို့ဆက်လက်အသိပေးပါတယ်။ဒီဇင်ဘာနောက်ဆုံးအပတ်မှာပဲအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာရုရှားနိုင်ငံမော်စကိုမှာကျင်းပခဲ့တဲ့ကမ္ဘာအနုမြူသတင်းပတ်ဖိုရမ်ကိုတက်ရောက်ခဲ့ပြီးရုရှားနိုင်ငံနဲ့နျူကလ িয়ার ပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားနေပါတယ်။ ဒါအပြင်အာဏာသိမ်းစစ်အုပ်စုဟာဒီနှစ်ကုန်မှရွေးကောက်ပွဲတရက်ကျင်းပဖို့ပြင်ဆင်နေပြီးစစ်အုပ်စုရဲ့အတူအယောင်ရွေးကောက်ပွဲလုပ်ငန်းအတွက်နိုင်ငံတကာမှပံ့ပိုးကူညီမှုတစုံတရာပေးအပ်ခြင်းဟာစစ်အုပ်စုရဲ့အန်ဒီကြီးမားတဲ့နျူကလ িয়ার ရည်မှန်းချက်ကိုပြည့်မီစေရေးအတွက်အစစ်တစင်နီးကပ်သွားစီမှာဖြစ်တယ်လို့တမ်မကြီးဥကြုံမထွန်းကကမ္ဘာနိုင်ငံတွေကိုသတိပေးပါတယ်။ပြီးခဲ့တဲ့2020ခုနှစ်မှာကျင်းပခဲ့တဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲရလဒ်ကိုအလေးမထားပဲဒီမိုကရေစီကြကြပြည်သူတွေရွေးချယ်ခဲ့တဲ့အစိုးရကို တရားမဝင်အာဏာသိမ်းဖိရှားခဲ့တဲ့စစ်အုပ်စုဟာလွတ်လပ်တရားမျှတ၍အားလုံးပါဝင်တဲ့ရွေးကောက်ပွဲကိုကျင်းပမှာမဟုတ်ဘူးလို့လည်းတမ်မတ်ကြီးကပြောပါတယ်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မြန်မာပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့အနာဂတ်ဆုံးရှုံးမှုတွေကိုတားဆီးပေးနိုင်ရတဲ့တရားမဝင်အာဏာသိမ်းစစ်အုပ်စုကိုလက်နက်ခဲယံတိုက်လေရင်စီနဲ့အရက်ဖတ်စစ်ဖတ်နှမျိုးသုံးပစ္စည်းတွေစီစဉ်ထောက်ပံ့မှုများကိုချက်ချင်းပေးစုရပ်တန့်ပေးဖို့တမ်မတ်ကြီးကထပ်လောင်းတောင်းဆိုထားပါရခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးကြတာကတော့ကုလဆင်းမြစ်မှာစေအုစုကိုစလင်မတွေ့ရဆိုတဲ့ဆရာလာစိုးဝေရဲ့စီရီတရင်ဆောင်ပါတပုတ်ကိုတင်ဆက်ပေးပါမယ်။စေအုစုဟာတတမန်ကြီးအရာအောင်ပွဲခံနေပြီလို့ဆိုကပြောဆိုရေးသားမှုများရှိနေပါတယ်။ယင်းဟာမင်းအောင်လိုက်တရုတ်ပြည်ရောက်ပြီးရှီကျင့်ဖျင်းနဲ့၎င်းမိုဒီနဲ့၎င်းမော်စကိုမှာပူတင်နဲ့၎င်းလက်ဆွဲနှုတ်ဆက်ခွင့်ရသွားသည်ကိုရည်ညွှန်းပြောဆိုနေကြခြင်းသာဖြစ်ပါတယ်။တရုတ်ရုရှားနဲ့အိန္ဒိယတို့ကမင်းအောင်လိုက်အာဏာသိမ်းပြီးချိန်ကစပြီး ခိုးကြောင်ခိုးဝတ်ထောက်ခံနေကြကယခုမှလူမြင်ကွင်းထွက်၍လက်ဆွဲနှုတ်ဆက်နေကြခြင်းဖြစ်ပါတယ်။သို့တော်၎င်းသွားခဲ့တဲ့ခီးစဉ်တွေဟာနိုင်ငံတကာအစည်းအဝေးပေါင်းအတွင်းမှာဖြစ်ပါတယ်။ယခုအထိဘေကျင်းနဲ့နယူးဒေလီတို့မှနှစ်နိုင်ငံချစ်ကြည်ရေးအလဲပတ်ခရီးအဖြစ်တရားဖိတ်ခေါ်ခြင်းမခံရသေးပါဘူး။ငကုကလေးကထောက်ခံနေသူများလူမြင်ကွင်းထွက်လာပြီးနှုတ်ဆက်နေကြသည်ကိုကြည့်ပြီးစေအုပ်စုတန်တမန်ကြီးအရာအောင်ပွဲရနေပြီလို့ပြောဆိုနေခြင်းဟာအမှန်တရားနဲ့နှိစမှုမရှိဖြစ်နေပါတယ်။တခုရှိသည်က အမျိုးသားညီညွတ်ရေးအစိုးရရဲ့မိတ်ဆွေရင်ချာကြီးဖြစ်တဲ့တီမောကိုလက်တလုံးဆုံးရှုံးသွားခဲ့ရသည်သာရှိပါတယ်။တီမောရဲ့စေအုစုအားရရတောက်ဆန့်ကျင်မှုကိုအာဆီယံနိုင်ငံတွေကမကြိုဆိုတဲ့အတွက်နောက်ဆုံးမှအသိဝင်ကွင်းရဖို့အလျှော့ပေးလျက်ခြင်းဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်အင်ဂျီရောပြန်လည်ရောက်ရှိလာတဲ့အချိန်ကစပြီး Liberal Democracy ကမ္ဘာမျက်နှာစာမှာနေရာပေးခြင်းမခံရတော့ဘဲမိမိစာပြုနေပါတယ်။ Populism ခစ်ထလာတဲ့အတွက်နိုင်ငံအများပြားဟာလည်းသူအကြောင်းကိုရှည်တမ်းမတင်ရကြတော့ အင်္ဂလန်မှာပင် Make England Great Again ဆိုတဲ့ကြွေးကြော်တဲ့ခေတ်စာလာပါတယ်။အဲ့ဒီလိုပြောင်းလဲလာနေတဲ့ကမ္ဘာနိုင်ငံရေးမျက်နှာစာမှာဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရဟာလည်းတပ်တမန်ရေးအရာထိုးစစ်ဆင်ဖို့ရခိုင်ကောက်ထက်အစာပေါင်းများစွာပိုခတ်လာနေပါတယ်။ဒီအတွက်ရှေးလျှောက်ကီယာချိန်နိုင်ဖို့စက်တင်ဘာလ၄ရက်နေ့မှာ NUG ကောင်ဆောင်မှာဘယ်ဂျီယမ်မှာတွေ့ဆုံဆွေးနွေးကြတယ်လို့သိရှိရပါတယ်။စေအုပ်စုကတော့အာနာရှင်များနဲ့ အတင်းကာယောဖလက်တကင်းလုပ်ရည်နေရစဉ်ဖြစ်ပါတယ်။၎င်းတို့ကိုလည်း one of us အဖြစ်သာလက်ခံနေကြခြင်းသာဖြစ်ပါတယ်။၎င်းတို့ထိုးထက်ပို၍ခေါင်းထောင်မလာနိုင်သည်ကိုကုလဆင်းမြစ်မှာထပ်မံ၍တွေ့လာရပြန်ပါတယ်။ကမ္ဘာနိုင်ငံအသီးသီးမှခေါင်းဆောင်များနိုင်ငံသား၏ဝန်ကြီးများအသီးသီးမိကွန်းပြောနေကြချိန်မှာမင်းအောင်လိုင်အဖို့ကအနာကက်ခွင့်မရရှာတဲ့အတွက်ကာစစ်တမ်မှာမြည်တိုးမြဖြစ်မလာနိုင်တဲ့တရုတ်ရဲ့ရဝန်းနဲ့လမ်းစီမံကိန်းပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ အရင်မရအဖက်မရအကြောင်းအရာများပြောရင်ဓက်ပုံအရိုက်ခံကလှစ်ပတ်အချိန်ဖြုံးနေရပါတယ်။တိုင်းပြည်စီးပွားဖွံ့ဖြိုးလောင်းအောင်ပဲဘာတကူးမြမဲမဲရရလုံးမပြနိုင်ပဲနိုင်ငံတကာစီမံကိန်းများကိုအကောင့်ထည့်ဖို့ပြောဆိုနေခြင်းသာဖြစ်ပါတယ်။ကိုလာစင်မြင့်မှာပြောခွင့်ရသူတွေကတော့မြန်မာအကြောင်းကိုပြပြနေနေပြောဝင်ကြပြီဖြစ်ပါတယ်။ဒီအထက်မှာအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကြောင်းဝင်ကြီးကအာဆီယံရဲ့အချက်၅ချက်အပေါ်ယုံကြည်မှုရရှိရန်ဆက်၍ကြိုးပမ်းသွားမယ်လို့ပြောဆိုသွားခဲ့ပါတယ်။ မြန်မာမှသဘောတူထားပြီးတဲ့အပြစ်ခက်ရစေးရေးကိုချူဖောက်မှုများအပေါ်လွန်စွာစိတ်ပြက်မိကြောင်းထုတ်ပေါ်ပြောဆိုသွားခဲ့ပါတယ်။စီအိုစုတီထားရမီကမြန်မာဟာတတိတခြားကြီးရက်တည်နေခြင်းမဟုတ်ဒေတာရင်းတစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေသည်ဆိုတာကိုသတိမူသင့်ကြောင်းပြောသွားခဲ့ပါတယ်။မိမိတို့ကိုပြစ်ပယ်ပြီးတရုတ်မျက်နှာပဲကြည့်၍လှုပ်၍မရဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်။ယခုအခါအင်အားကြီးနိုင်ငံများရဲ့ပြင်ဆိုင်မှုဟာတောင်တရုတ်ပင်လယ်အတွင်းမှာမြန်မာကိုပါကူးဆက်ပြင်းထန်လာတော့မယ့်အရေးကို စိုးရိမ်မကင်းဖြစ်ဆော့ပြလာကြပါတယ်တရုတ်နဲ့တစောင်းစင်းနဲ့မျက်ချီဖြစ်နေတဲ့ဖိလစ်ပိုင်ဟာနောက်နှစ်မှာအာဆီယံဥက္ကဋ္ဌဖြစ်တာဝန်ယူရတော့မှာဖြစ်တဲ့အတွက်တရုတ်ခြေလှမ်းမှုကိုစန့်ကျင်သွားမယ်တခုတည်းသောနိုင်ငံလေးဖြစ်ပါတယ်စစ်အုပ်စုဟာအနောက်ဘက်ချမ်းမာလဲ၎င်းတို့လူတော်တူရိမ်မရဖြစ်နေတဲ့ရိုဟင်ဂျာပြည်ထနာတွေနဲ့ရင်ဆိုင်နေရပြန်ပါတယ်ဘင်္ဂလားဒေ့ရှ်ဟာအိန္ဒိယချင်းနိုင်ငံကြောင်းရိုဟင်ဂျာများပြီးရင်ဒုတိယမြောက်ဒုက္ခရောက်နေတဲ့နိုင်ငံဖြစ်တယ်လို့ခေါင်းဆောင်ဖြစ်သူမိုဟာမက်ယူနပ်စ်က ကုလသမဂ္ဂထွေထွေညီလာခံမှာမိကွန်းပြောကြားရမှာထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။မြန်မာဟာတိတတင်ငင်ရေးကိုချင်းချောင်းနေုံမကရိုရင်ဂျာများလုံကြုံစိတ်ချစွာနေရပြန်ရေးအလားလာများပါပြတ်တုံးနေပြီလို့ဆိုပါတယ်။ယခုအခါအကူအညီများဖြတ်တောက်ခံနေရတဲ့အတွက်ရိုရင်ဂျာတွေကိုတလကို6ဒေါ်လာနှုန်းနဲ့သာကျွေးနိုင်တော့မည်ဖြစ်ပြီးအငက်ဘေးနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။နိုင်ငံတကာအနေနဲ့ပို့ရိပ်တာဝန်ယူပေးကြပါရန်နဲ့စေအုပ်စုနဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့ကိုလည်း စတက်တဘူတိုး၏ဖီအားပေးကြပါရန်တောင်းဆိုသွားခဲ့ပါသည်။ယူနက်စာစက်တင်ဘာလ30ရက်မှာနယူးယောက်မှာရိန်ဂျာအကြီးရန်ပုံငွေများရရှိဖို့နဲ့တည်တံ့ခိုင်မြဲမဲ့ဖြည့်ရှင်းချက်တရရရှိဖို့အတွက်ထိတ်တိဆွေးနွေးပွဲခေါ်ယူထားပြီးဖြစ်ပါသည်။ပြီးခဲ့တဲ့နှစ်တွေအတွင်းလူတသိန်းခွဲခန့်ထပ်မံထွက်ပြေးလာခဲ့တယ်လို့ဆိုပါတယ်။ထူးထူးသောအခြေအနေများကြောင့်စစ်အုပ်စုအား၎င်းတို့ဘာလို့လို့ထောက်ခံနေတဲ့ရုရှားနဲ့တရုတ်တို့မှလွဲပြီးတခြားနိုင်ငံများကထောက်ခံရေးကြပြီးမြင်နေ။ တရုတ်ဟာလက်ရှိကမ္ဘာစနစ်ကြီးအားနိုင်ငံပေါင်းစုံတက်ညီလက်ညီဦးဆောင်မဲ့ multilateralism နဲ့တွားမယ်လို့ပြောဆိုနေပေမဲ့လည်း၎င်းတို့ရဲ့မြန်မာအရေးကင်တွယ်မှုကိုကြည့်၍မြည်သူကစိတ်ချယုံကြည်ပေမည်နီ၎င်းတို့လိုလားတဲ့လူတွေကိုအာဏာသိမ်းခိုင်းပြီးဆိုပါကမခက်ပေလို့တွေးတောနေကြမိတာဖြစ်ပါတယ်ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါရခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တိုရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။